ပြည်ပအလုတ်ကင်အေဂျင်စီတွေအနေနဲ့အလုတ်ခေါ်စာအသစ်တစ်စောင်ကိုထိုင်းကိုလူ90၊ဂျပန်ကို15ဦးတလတကြိမ်သာတင်ပြဖို့အလုတ်သမားဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ဇန်နဝါရီ30ရက်မတိုင်မီကစာချုပ်ချုပ်ဆိုထားတဲ့ပြည်ပအလုတ်ကင်အေဂျင်စီတွေအနက် ထိုင်းနိုင်ငံကိုအလုသမားပို့ဆောင်မဲ့အေဂျင်စီတွေအနေနဲ့လူ90ထပ်မပိုတဲ့အလုခေါ်စာအစ်တွေကိုမလ25ရက်မတိုင်မီအသစ်ပြန်လည်တင်ပြရမှာဖြစ်ပြီးဂျပန်ကိုအလုသမားပို့ဆောင်တဲ့အေဂျင်စီတွေဟာလည်း15ဦးထပ်မပိုတဲ့အလုခေါ်စာအစ်တွေကိုပြန်လည်တင်ပြရမှာဖြစ်ပါတယ်။ပြည်ပလုံခြုံရေးအေဂျင်စီတွေအနေနဲ့ဒီညွှန်ကြားချက်အရတလားတစ်ချိန်တင်ပြရမှာဖြစ်ပြီးအလုခေါ်စာကိုလူကိုယ်တိုင်တင်ပြဖို့မလိုပဲအလုသမားညွှန်ကြားရေးဦးစီးဌာနကအွန်လိုင်းကနေပေးပို့ရမယ်လို့ ဝင်ကြီးဌာနကညွှန်ကြားထားပါတယ်။ဒါပြင်ဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံကိုအလုသမာပို့ဆောင်မှုအတွက်အလုသမာခေါ်ဆောင်အသစ်ကိုမေ၂ရက်မှစတင်လက်ခံမှာဖြစ်တယ်လို့သိရပါတယ်။အလုတ်ခေါ်စာအသစ်တွေမှန်ကန်ကြောင်းစစ်ဆေးပေးစီပါကအေဂျင်စီတွေအနေနဲ့ဆင်လွတ်ရေးလုပ်ငန်းခွင့်ပြုတဲ့အကြောင်းကြားစာအလုတ်ခေါ်စာမိတ်တူအလုတ်ရှင်အလုတ်သမားစာချုပ်မိတ်တူတွေအလုတ်သမားရဲ့ကိုယ်ရေးအချက်အလက်မိတ်တူတွေပါတဲ့ name list soft copy အစားရှိတာတွေကိုပေးပို့ပြီးပြပအလုတ်ကိုင်အေဂျင်စီတွေက အလုသမားညွှန်ကြားရေးဦးစီးဌာနကိုစာချုပ်ချုပ်ဆိုခွင့်တင်ပြရမှာဖြစ်ကြောင်းဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါပြင် OWIC ကပြုလုပ်ဖို့အတွက်ရတရပတ်နှစ်ပတ်ကြိုတင်ပြီးတင်ပြရမှာဖြစ်ကြောင်းအဲ့လိုတင်ပြရမှာအလုသမားအလုရှင်စာချုပ်မိတူရိစင်လူရေးလုပ်ငန်းစဉ်ဆောင်ရွက်ခွင့်ပြုတဲ့မိတူအစားရှိတာတွေကိုတင်ပြရမှာဖြစ်တယ်လို့သိရပါတယ်။အလုသမားဆင်လို့ရမှာလေခွင့်ပြုချက်တွေရရှိပြီးပါကတပတ်အတွင်းဆင်လို့ရမှာဖြစ်ပြီး သမတ်ရက်အတွင်းဆေးလွတ်နိုင်ခြင်းမရှိပါကဆေးလွတ်ခွင့်ပြုနိုင်ရေးတင်ပြတဲ့အဆင့်ကနေစပြီးအစ်စ်ထပ်မံပြန်လည်တင်ပြရမယ်လို့သိရပါဗျ။ဒါ့ပြင်အလုံသမားဟာသက်ဆိုင်ရာနိုင်ငံတွေကိုရရှိပါကအေဂျင်စီတွေအနေနဲ့အလုံသမားညွှန်ကြားရေးဦးစီးဌာနကိုသတ်မှတ်ထားတဲ့ဆောင်ရွက်စာရဲအနေနဲ့အတူအချိန်နဲ့တပြေးညီတင်ပြရမှာဖြစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့်အလို့သမားပြန်လဲရောက်ရှိလာပါကရောက်ရှိတဲ့အကြောင်းအရာပြန်လဲထွက်ခွာမယ်ဆိုပါကထွက်ခွာမယ်နေရက်တွေကိုဦးစီးဌာနကိုတင်ပြရမှာဖြစ်ကြောင်းအလို့သမားဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်အလားတူတခြားနိုင်ငံတွေဖြစ်တဲ့ကိုရီးယားစင်ကာပူမလေးရှားစတဲ့နိုင်ငံတွေအတွက်လည်းထပ်မံကြေညာပေးမယ်လို့အလို့သမားဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်